2022ခုနှစ်မှာပူတင်ရဲ့ယူကရိန်းကိုကျူးကျော်စစ်ဆင်တင်မှုဟာ21ရာစုရဲ့အကြီးမားဆုံးအမှားတွေထဲကတစ်ခုဖြစ်သမိုင်းမှတ်တမ်းဝင်သွားပါလိမ့်မယ်။ရုရှားစစ်သားတွေကီယက်မြို့ကိုဝင်ရောက်လာတဲ့အခါယူကရိန်းလူမျိုးတွေကသူတို့ကိုဝမ်းမတ်တပါကြိုတိုကြမယ်ထင်နေပုံပါပဲ။တကယ်တော့ရုရှားစစ်သားချို့ဟာသတင်းအချက်အလက်အလွန်အမင်းချို့တဲ့နေခဲ့ပြီးရဲအနှင်းငယ်တွင်ယူကရိန်းမြို့တော်မှာအောင်ပွဲခံဖို့အတွက်စစ်သားတွေရဲ့ခြိတက်ဝတ်စုံတွေကိုထုတ်ပိုးယူလာခဲ့ကြပါတယ်။ရုရှားအတွက်ကံမကောင်းတာနဲ့ပဲကီယက်မြို့ဟာသူတို့မျှော်လင့်ထားသလိုဂျပန်အတွင်းမကျဆုံးခဲ့ပါဘူး။ 82နှစ်ဟာအခုဆိုရင်3နှစ်ကျော်လာပြီပဲဖြစ်ပါတယ်။ပူတင်ကဒါကိုဝန်ခံခြင်းမှမဟုတ်ပေမဲ့ရုရှားရဲ့ဆုံးရှုံးမှုတွေဟာဖုံးကွယ်ဖို့ခက်ခဲလာပါပြီ။မနေ့ကပဲရုရှားရဲ့တေဆုံးတံရရစစ်သားရေတွက်ဟာ6သိန်းကျော်သွားခဲ့ပါတယ်။အခြေအနေကအရန်ကိုဆိုးရွားလာပြီးရုရှားဟာတင်းကြိုင်းတွေကိုချဲ့ထွင်ဖို့အတွက်ဒေါ်လာတန်ပေါင်းများစွာသုံးစွဲနေရပါတယ်။ဒါတော့မှဒီပမာဏဟာမလုံလောက်သေးပါဘူး။ရုရှားဟာအခုဆိုရင်စစ်မြေပြင်ပေါ်မှာစစ်သားတွေကိုမြှုပ်နှံဖို့စတင်နေပါပြီ။ဒါအတွက်ကောင်းတဲ့အကြောင်းရင်းနဲ့ဆိုးတဲ့အကြောင်းရင်းရှိပါတယ်။ ရုရှားယာရှိတွေကသူတို့ရဲ့တကယ်ဆုံးရှုံးမှုတွေကိုသတင်းပို့ခြင်းမှာမဟုတ်ပါဘူး။ဒါကြောင့်ဒီလိုပုံစံနဲ့ဖြစ်နေတာပါ။ဒါကနည်းနည်းပိုကောင်းတဲ့အစီအစဉ်မှာသူတို့ဟာတေဆုံးသွားတဲ့သူတယောက်ကိုတက်ရှိဖြစ်စရင်တွင်းထားပြီးသူတို့မိသားစုကလာသာဆက်ရရှိနေတာပါ။ဒီကိစ္စမှာတော့တွင်းတစ်ခုမှာ American 6000ရုရှား6000ရှိနေပါတယ်။ဒါကပေးတဲ့ကိန်းဂဏန်းမဟုတ်ပါဘူး။ဖားဟာဘာမှာလူ15ယောက်တေဆုံးခဲ့တယ်ဆိုတာသိကြပါတယ်။ဒါကအဲ့ဒီထက်6ဆပိုများပါတယ်။ဒါကနေရာတစ်ခုတည်းကတင်းကြိုင်းတစ်ခုတည်းမှာပါ။ ရုရှားဟာသူတို့ရဲ့ဆုံးရှုံးမှုတွေကိုဘယ်တော့မှသတင်းထုတ်ပြန်လို့မရှိပါဘူး။ဗြိတိရှားကာဝေးရေးထောက်လှမ်းရေးနဲ့ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေကဆုံးရှုံးမှုတွေကိုသတင်းထုတ်ပြန်ပါတယ်။ဗြိတိရှားကာဝေးရေးဝန်ကြီးဌာနကဒီစစ်ပွဲစတင်ကလေးကရုရှားနဲ့ယူကရိန်းရဲ့ဆုံးရှုံးမှုတွေကိုခြေရာခံလာခဲ့ပါတယ်။မနေ့ကသူတို့ထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာမှာရုရှားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ2022ခုနှစ်မှာယူကရိန်းကိုကျူးကျော်စစ်စတင်ကလေးကတေဆုံးတန်ရာရစစ်သား6သိန်းနီးပါးရှိလာပြီလို့ဖော်ပြထားပါတယ်။ဒီအထက်ကနှစ်သိန်းကနေနှစ်သိန်းခွဲကြားရုရှားစစ်သားတွေတေဆုံးခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးနောက်ရုရှားရဲ့အကြီးအမားဆုံးဆုံးရှုံးမှုတွေပဲဖြစ်ပါတယ်။ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ရုရှားစစ်တပ်ကောင်းဆောင်တွေဟာသူတို့ရဲ့စစ်ရေးကြီးမှန်းချက်တွေကိုရုရှားစစ်သားတွေရဲ့အသက်တွေထက်ပိုပြီးတော့ဦးစားပေးနိုင်ခြင်းရှိတယ်လို့ဆိုပါတယ်။ရုရှားကောင်းဆောင်တွေဟာဒီဆုံးရှုံးမှုတွေကလူထုရဲ့ဒါမှမဟုတ်အထက်တန်းသားတွေရဲ့စစ်ပွဲကိုထောက်ခံမှုကိုမထိခိုက်သေးသေး၍ဆက်လက်ပြီးမြင်မာတဲ့ဆုံးရှုံးမှုနှုန်းတွေကိုလက်ခံဖို့အဆင်သင့်ဖြစ်နေပါတယ်။ပူတင်နဲ့ရုရှားကောင်းဆောင်တွေဟာမော်စကိုနဲ့စိန့်ပီတာစဘတ်လိုမြို့ကြီးတွေက Slav Russia လိုမျိုးတွေထက် တောနဲ့ဒေသတွေကလူနည်းစုလူမျိုးစုတွေရဲ့အသက်တွေကိုပို့ပြီးအသုံးချနိုင်ခြေရှိပါတယ်။ရုရှားရဲ့စစ်သားစုဆောင်ရေးလုပ်ငန်းတွေဟာဒီဒေသတွေကိုပို့ပြီးအာရုံစိုက်နေပါတယ်။ပူတင်ကဒီသိမ်းဆုံးသွားတဲ့စစ်သားတွေရဲ့ဇာပနာတွေကိုမော်စကိုနဲ့စိန့်ပီတာစပတ်လိုမြို့ကြီးတွေကနေအဝေးမှကျင်းပဖို့ပို့နှစ်သက်ပါတယ်။အထက်တန်းသားတွေအားလုံးကဒီမြို့ကြီးတွေမှာနေထိုင်ကြပြီးပူတင်ကအထက်တန်းသားသားတွေကိုတပ်ပစ်တဲ့အခါရုရှားအမေရိကအစိုးရကိုဖယ်ရှားပစ်ဖို့လုပ်လို့ရှိပါတယ်။ဒါပေမဲ့ဆိုဗီယက်အာဖဂန်စစ်ပွဲပြီးမှာ ရုရှားအမေရိကဆိုဗီယက်အစိုးရကိုအာဖဂန်နစ္စတန်ကနေဆုတ်ခွာခိုင်းခဲ့တာကိုမှတ်မိကြအောင်ပါဒါပေမဲ့မော်စကိုနဲ့စိန့်ပီတာစဘတ်ကနေဝေးတဲ့လူနည်းစုဒေသတွေကရုရှားဆုံးရှုံးမှုတွေအများကြီးဖြစ်ရတဲ့အကြောင်းရင်းနောက်တစ်ခုလည်းရှိပါတယ်ရုရှားဟာစစ်တပ်ထဲစရင်သွင်းမှုဆွဲဆောင်နိုင်အောင်အခကြေးငွေတွေကိုပို့ပို့ပြီးကြီးကြီးမားမားပေးနေပါတယ်ဒီလူနည်းစုဒေသတွေဟာမြို့ကြီးတွေရဲ့အပြင်ဘက်မှာရှိပြီးစီးပွားရေးအရာတိတ်မဖွင့်မျိုးသေးပါဘူးဒါကြောင့်ဒီဒေသတွေမှာနေထိုင်တဲ့လူတွေအတွက်အခွင့်အလမ်းတွေနဲ့အလုပ်ကိုင်တွေနေပါပါတယ် ။ဒါကြောင့်ဒီလူတွေဟာရုရှားစစ်တပ်ကပေးတဲ့အခကြေးငွေတွေကိုလက်ခံပြီးစည်ရင်းသွင်းကြတာပါ။အကြောင်းကတော့အလောက်ကိုင်းခွင့်လမ်းမရှိရင်တင့်အသက်အန္တရာယ်ရှိနေရင်တော့အလောက်တစ်ခုကိုလက်ခံဖို့လူတွေကဆန္ဒရှိကြပါတယ်။တကယ်တော့ဒါဟာတတိယကမ္ဘာနိုင်ငံတွေမှာလူငယ်တွေဂိုင်းကကနနဲ့ပတ်သက်တဲ့အလောက်တွေကိုလုပ်ကြတဲ့အကြောင်းရင်းနဲ့အတူတူပါပဲ။ဘာလို့လဲဆိုတော့သူတို့မှာပတ်ဆက်ရဖို့တခြားနည်းလမ်းမရှိလို့ပါ။ရုရှားနဲ့ပတ်သက်ပြီးနာမည်ကြီးစိတ်နဲ့လွတ်တော်အမကြီးဂျွန်မက်ကိန်းပြောခဲ့တဲ့စကားတစ်ခုကိုသတိရကြည်ပါရုရှားဆိုတာမာဖီးယားလက်အောက်ကဓာတ်ဆီဆိုင်တစ်ဆိုင်ပါပဲ ီစကားကတမိုင်းမှာအမှတ်တရကြံရစ်ခဲ့ပါတယ်။ရုရှားနဲ့ပတ်သက်ပြီးကျွန်တော်အုံနောက်ထဲမှာတည်တည်အထိအမှတ်ရနိုင်မယ်။နောက်စကားတစ်ခုကတော့ Google CEO Sergey Brin ပြောခဲ့တဲ့စကားပါ။သူကတကယ်တော့ဆိုဗီယက်ပြည်ထောင်စုမှာမွေးဖွားခဲ့ပြီးသူ့မိသားစုကဆိုဗီယက်ပြည်ထောင်စုပြုတ်ကွဲကန်ဒီမှာအမေရိကန်ပြည်ထောင်စုကိုရွှေ့ပြောင်းသွားခဲ့ပါတယ်။သူကရုရှားကိုပြန်လည်လည်ပတ်တဲ့အခါမှာရုရှားဆိုတာနိုင်ဂျီးရီးယားကိုနှိမ့်တွင်နဲ့ဖုံးအုပ်ထားတာပါပဲလို့ပြောခဲ့ပါတယ်။စီဝါရေးချက်လက်တွေကိုကြည့်ရင်သူပါလို့ဒီလိုပြောရတာကိုသိတာပါပဲ။ ရုရှားနဲ့ပတ်သက်တဲ့စကားတွေကိုကြည့်ရင်ရုရှားအစိုးရကသူ့နိုင်ငံသားတွေကိုတိတ်ကြီးမဆိုင်ဘူးဆိုတာကိုအမျိုးမျိုးပြောနေကြတာကိုသတိထားမိပါတယ်။ဒါကသူတို့ရဲ့မလုံမချုံမှုကိုလည်းထင်ဟပ်နေပါတယ်။မော်စကိုရဲ့ပြင်ပကိုရောက်သွားပြီးသင်ကအထက်တန်းသားလူကြီးတယောက်မဟုတ်ရင်ရုရှားမှာနေထိုင်ရတာတိတ်မကောင်းပါဘူး။တဘာဝတင်ရန်သာတာတွေပေါ်များတဲ့နိုင်ငံတနိုင်ငံမှာလူတိုင်းကချမ်းသာသင့်ပါတယ်။ရေနံနဲ့တန်းဝဲတွေအများကြီးရှိပြီးတခြားအရာတွေလည်းအများကြီးရှိပါတယ်။ဒါပေမဲ့ခြားစားမှုရဲ့အမွေအနှစ်တွေကြောင့် ်နော်ဝေနဲ့ကနေဒါလိုနိုင်ငံတွေမှာလူတွေရတဲ့အကျိုးကျေးဇူးတွေကိုလူတိုင်းမရကြပါဘူးလူအနေငယ်ကပဲအရာအလုံးကိုပိုင်ဆိုင်ထားပြီးကျန်တဲ့လူတွေကတော့အစာကလေးကရှိနေခဲ့တဲ့စိမ်းရဲမွဲတေမှုတွေထဲမှာပဲရှိနေကြပါတယ်ခရမ်လင်ကသူတို့နယ်နိမိတ်နာကနိုင်ငံတွေအနောက်နိုင်ငံတွေနဲ့ပူးပေါင်းပြီးစီပင်ဖွံ့ဖြိုးလာတာကိုလုံးဝမနှစ်သက်ပါဘူးဥပမာအက်စတိုးနီးယားလက်ဗီးယားလစ်သူယေးနီးယားဆိုတဲ့ဆိုဗီယက်ပြည်ထောင်စုအဖွဲ့ဝင်ဟောင်းသုံးနိုင်ငံနဲ့ပိုလန်ရူမေးနီးယားဆိုတဲ့ဝါဆောသဘောတူညီချက်အဖွဲ့ဝင်ဟောင်းနိုင်ငံတွေပေါ့ အခုဆိုရင်ဒီနိုင်ငံတွေဟာ EU အဖွဲ့ဝင်ဖြစ်လာတာနဲ့လွတ်လပ်ခွင့်တွေရလာတာကြောင့်နိုင်ငံကြီးတွေကသူတို့ကိုရင်းနှီးမြှုပ်နှံလာကြပါတယ်။ရုရှားနယ်စပ်ကလူတွေရဲ့ဘဝအခြေသွေးဟာပြန်မျှရုရှားလူတယောက်ထက်တိတိတတ်တာတောင်ပိုကောင်းနေပါတယ်။ဒါကြောင့်ပူတင်ကယူကရိန်းကိုသူတို့ရဲ့ညီငယ်လေးလို့အမြဲထင်မြင်ခဲ့တဲ့နိုင်ငံတစ်နိုင်ငံဒါကိုမိသားစုဝင်တွေကခင်မင်ရင်းနှီးတဲ့ပုံစံနဲ့ပြောတာမဟုတ်ပါဘူး။သူတို့ကြီးစိုးခြင်းတဲ့ပုံစံနဲ့ပြောတာပါ။ဒါကအောင်မြင်လာတာလူတွေကသူတို့ရဲ့အစွမ်းအစတွေကိုအတုံးချလာနိုင်တာ နိုင်ငံတွေကယူကရိန်းကိုရင်းနှီးမြှုပ်နှံလာတာကိုလုံးဝလက်မခံနိုင်ပါဘူး။ Kremlin ကသူတို့လူတွေကိုရုရှားမှာဘဝဘာလို့ဒီလောက်ဆိုးရတာလဲ။ယူကရိန်းမှာဘာလို့ဒီလောက်ကောင်းနေရတာလဲဆိုတာရှင်းပြဖို့ကြိုးစားရပါလိမ့်မယ်။အခုကျွန်တော်နည်းနည်းလေးရိုးရိုးချုပ်ပြောနေတာပါ။ဒါပေမဲ့ဒါဟာသူတို့ရဲ့မလုံးမကြုံမှုနဲ့သူတို့ရဲ့အာဏာရှင်စနစ်ရှင်သန်ရက်ဒီရေးအတွက်အဓိကအချက်တစ်ချက်ဖြစ်တယ်လို့ထင်လို့ပါ။ရုရှားတွေကသူတို့ရဲ့ဒုတိယအင်အားကြီးဆုံးစစ်တပ်ဒုတိယအကြီးဆုံးနိုင်ငံအကြောင်းဂုဏ်ယူဝင်ကြွားလေရှိပါတယ်။ဒါပေမဲ့ပြန်မျှရုရှားတယောက်ရဲ့လူနေမှုအစဉ်တန်းက မက္ကဆီကိုထက်တောင်နှိမ့်ပါတယ်ဒါကတွေးကြည့်ရင်အံ့ဩစရာပါပဲဟုတ်ပါတယ်ကြီးမြတ်မှုကိုဘယ်လိုသတ်မှတ်မလဲကြီးမြတ်မှုဆိုတာကဘာလဲသူတို့မှာနျူကလ িয়ার လက်နက်တွေထောင်ထဲချီရှိပါတယ်တဘာဝတယံသာဓာတွေလည်းအများကြီးပါပဲဒါပေမဲ့သူတို့ဟာယူကရိန်းမှာဒုတိယအကောင်ဆုံးစစ်တပ်ဖြစ်နေပါတယ်သူတို့ဟာယူကရိန်းကိုမနိုင်နိုင်သေးပါဘူးသူတို့ရဲ့ရေတပ်ဟာယူကရိန်းနေစီမှာရှုံးနေနေပါတယ်ယူကရိန်းတွေမှာရေတပ်တောင်မရှိပါဘူးသူတို့ရဲ့လေတက်ကြီးဟာအဓိကတောင်ဝင်နှစ်ခုမှာကြာရှုံးနေပါတယ်။လေကြောင်းတာတိရယူဖို့နဲ့ အနောက်နိုင်ငံတွေကပို့လိုက်တဲ့လက်နက်နဲ့ခရမ်းတွေပို့ဆောင်ရေးလမ်းကြောင်းတွေကိုဖျက်တောက်ဖို့ပါယထာတစီဒါမှမဟုတ်ကာရန်တရန်တောင်မဖျက်ဆီးနိုင်ခဲ့ပါဘူးဒါကြောင့်ရုရှားတွေကချဆားမှုနဲ့လူအနေငယ်လက်ထဲမှာဒဏ္ဍာရီစုတီးထားတဲ့လဝကြီးအုပ်ဝါရနဲ့ဖိနှိပ်မှုတွေဟာရုရှားကိုတကယ်ကြီးမြတ်တဲ့နိုင်ငံဖြစ်နိုင်ခြေကနေတားဆီးထားတာပါရုရှားရဲ့ဆုံးရှုံးမှုတွေအရင်များရတဲ့နောက်အကြောင်းရင်းကြီးတစ်ခုကရုရှားရဲ့အသားကျိတ်ဆက်တိုင်ဒီနီးဗျူဟာကြောင့်ပါဒါဟာရုရှားရဲ့စစ်မြေပြင်ပေါ်မှာနေရာတစ်ခုကိုတိမ့်ပိုက်ပြီး ယူကရိန်းတပ်တွေရဲ့ဒရိုင်းတွေကိုဖြိုခွင်းတဲ့နည်းလမ်းပါပဲပထမဆင့်ကသင်တန်းမတက်ရသေးတဲ့စစ်သားအစ်တွေကိုခဲရဲမပါပဲဆေးလွှတ်လိုက်တာပါဒီလိုင်းရဲ့ရည်ရွယ်ချက်ကယူကရိန်းတပ်သားတွေရဲ့ကြီးတွေကိုဖြုံးမှုပါရုရှားစစ်ဌာနချုပ်ကယူကရိန်းတပ်သားတွေခဲရဲကုန်ပြီးပထမဆိုင်နဲ့တိုက်ခိုက်ရင်ပင်ပန်းသွားမယ်လို့မျှော်လင့်ထားပါတယ်ပြီးရင်ရုရှားကနည်းနည်းပူတော်တဲ့စစ်သားတွေနဲ့ဒုတိယလိုင်းကိုဆေးလွှတ်ပြီးပင်ပန်းနေပြီးခဲရဲလည်းနည်းနေတဲ့ယူကရိန်းစစ်သားတွေကိုတိုက်ခိုက်ဖို့ပါဒါဟာရုရှားတွေစစ်မြေပြင်တစ်လျှောက်နေရာတွေတင်ပိုက်တဲ့နည်းလမ်းပါ အထူးသဖြင့်မနစ်ကပေါ့ရုရှားဟာစစ်သားတွေကိုယာနဲ့ချီပြီးစတူယန်ကီလိုမီတာယာနဲ့ချီသိမ်းပိုက်ဖို့စတေးနေတာပါဒါကလုံးဝမသင့်တော်ပါဘူးဒါပေမဲ့ပြည်တိုင်ကာကွယ်ရေးဝန်ကြီးဌာနပြောသလိုပဲပူတင်ကရုရှားစစ်သားတွေရဲ့အသက်ကိုတိတ်တန့်မှုမထားပါဘူးဒါကြောင့်သူတို့ကိုစတေးဖို့အလွယ်လေးတွေးနေပါတယ်ဒါပေမဲ့ဒီလိုဗျူဟာမျိုးရဲ့ပြဿနာကဆုံးရှုံးမှုတွေအများများတာပါရုရှားဟာတေဆုံးသွားတဲ့သူတွေကိုအစားထုတ်ဖို့စစ်သားအသစ်တွေကိုအချိန်မြင့်မြင့်နဲ့စုဆောင်းနေရပါတယ်ဒါမှမဟုတ်ရုရှားအတွက်ကံကောင်းတာက ဝေထုတ်ပြီးအခကျင်းငွေတွေပို့ပို့ပေးပြီးစစ်သားတွေထပ်ဆုဆောင်လို့ရပါတယ်။ဒါပေမဲ့ကံမကောင်းတာကဒီစစ်သားအစ်တွေကိုတင်တန်းပေးဖို့အချိန်လိုပါတယ်။ရုရှားမှာအချိန်မရှိပါဘူး။ဒါကြောင့်သူတို့ကဒီစစ်သားတွေကိုတင်တန်းမပေးဘဲဆေလွတ်နေတာပါ။ရုရှားစစ်သားတယောက်ဟာ Call of Duty ကစားဘူးတဲ့သူတယောက်ထက်တင်တန်းနေနေနိုင်ပါတယ်။ဒါကတကယ့်ကို ပြောစရာဖြစ်နေပါတယ်။ရုရှားမှာပြဿနာတစ်ခုရှိနေတာကရုရှားစစ်သားတွေကိုယ်တိုင်ကသူတို့ဟာတုံညာမြင်းပေါ်ရောက်ခံပြီးနှစ်ပတ်ထက်နေတဲ့တင်တန်းမဲရတယ်လို့ပြောကြခဲ့ပါတယ်။ သူတို့ကိုအဲ့ဒီနေရာကိုရောက်ဖို့နှစ်ပတ်လောက်ပဲကြာတာပါ။ဒါကြောင့်သူတို့ဟာတကယ့်ကိုတင်တန်းမတက်ရသေးပါဘူး။သူတို့ဟာရထားတွေ၊ဘတ်ကားတွေနဲ့စခန်းတွေမှာထိုင်နေရတာပါ။ဒါကြောင့်သူတို့ဟာစစ်သားတယောက်အတွက်လိုအပ်တဲ့အခြေခံတင်တန်းတွေမရဘဲတုံညာမြင်းပုံကိုရောက်သွားကြတာပါ။အမေရိကန်မှာဆိုရင်ချီလင်တပ်သားတယောက်ကိုတင်တန်းပေးဖို့တစ်နှစ်နီးပါးကြာပါတယ်။အခြေခံတင်တန်းချီလင်တပ်သားကြောင့်တဲ့အဆင့်မြင့်တင်တန်းတွေပါ။ရိန်ဂျာတယောက်ဖြစ်လာဖို့၁၈လလောက်ကြာပါတယ်။သူဟာဒီတင်တန်းတွေအားလုံးကိုတက်ပြီးရိန်ဂျာတင်တန်းနဲ့ခုံချတင်တန်းတွေကိုတက်ရပါတယ်။ Green Barrett တယောက်ကိုနှစ်နှစ်ကြာသင်တန်းပေးရပါတယ် Navy Sea တယောက်ကိုနှစ်နှစ်ကြာသင်တန်းပေးရပါတယ်စစ်သားတယောက်ရဲ့အခြေခံစွမ်းရည်တွေဖြစ်တဲ့ပြစ်ခတ်တာရွေရှားတာဆက်သွယ်တာတွေကိုမသိကြဘူးသုံးစိမ့်တဲ့လက်နက်တွေစနစ်တွေအားလုံးကိုဘယ်လိုသုံးရမလဲဆိုတာသိဖို့လိုပါတယ်တနက်တက်လက်ထဲမဟုတ်ဘူး Mortar တွေ RPG တွေလက်နက်မျိုးစုံကိုသုံးတတ်ဖို့လိုအပ်ပါတယ်သူတို့ဟာဓာတ်တွေကိုသုံးတတ်အောင်မသိရသေးဘူးမြေပြင်လမ်းကြောင်းရှာဖွေရတဲ့ပတ်သက်ပြီးဘာမှမသိကြဘူးသူတို့ကိုအိမ်မြောင်နဲ့မြေပုံတစ်ခုပေးလိုက်ရင် ူတို့ကလက်ပတ်နိုင်ကိုဝက်တကောင်ကြည့်နေတဲ့လိုမျိုးကြည့်နေကြမှာပါ။ဒါကြောင့်ဒီစစ်သားတွေရောက်လာရတဲ့အကြောင်းရင်းတွေကတချို့ပါ။ရုရှားဟာနှိမ်ကင်းဘက်မှာပဲတိုက်ခိုက်မှုတွေလုပ်နိုင်ပါတယ်။သူတို့ဟာနှိမ်ကင်းဘက်မှာပဲစစ်ဆင်ရေးတွေကိုလှုပ်ဆောင်နိုင်ပါတယ်။ပြီးတော့ကျွန်တော်တို့အားလုံးက drone တစ်စီးကနှိမ်ကင်းဘက်မှာစစ်သားတယောက်ကိုဗာလုံနိုင်တယ်ဆိုတာမြင်ဘူးကြပါတယ်။ဒါကြောင့်သူတို့ဟာတလကိုလူ3000စုတောင်းပါတယ်။သူတို့ဟာတလကိုလူ3000ဆုံးရှုံးပါတယ်။ပြီးတော့တယောက်ချင်းစီရဲ့ရေသွင်းကကြာဆင်းလာပါတယ်။ဒီစစ်ပွဲမှာအသေးပြောက်အများဆုံးတိုက်ပွဲတွေတက်ကတခုက ရုရှားရဲ့ Prukov တိုက်ပွဲပါရုရှားဟာဒီမြေမြို့ကိုသိမ်းပိုက်ဖို့စစ်သားတသိန်းခွဲကျော်ကိုစတင်ခဲ့ပါတယ်။ဒါပေမဲ့သူတို့မအောင်မြင်သေးပါဘူး။ဒါကကျွန်တော်တို့လွန်ခဲ့တဲ့ရက်တစ်ပတ်အနည်းငယ်ကဖော်ပြခဲ့တဲ့အရာပါ။ပူတင်ဟာယူကရိန်းကိုအယမ်းကိုဆိုးဆိုးရွားရွားရှုံနေပါတယ်။ Prukov တိုက်ပွဲဟာရုရှားယူကရိန်းစစ်ပွဲရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့လက်ရှိစစ်ဆင်ရေးတစ်ခုဖြစ်ပြီးပူတင်ရဲ့မကျွမ်းကျင်မှုကိုအပြည့်အဝထုတ်ဖော်ပြသနေပါတယ်။ Prukov စစ်မြေပြင်တစ်ခုထဲမှာရုရှားဟာတစ်ချိန်ကထက်တင့်ကားတွေပို့ပြီးဆုံးရှုံးခဲ့ပါတယ်။ ပြီးတော့ဗြိတိရှားစစ်တပ်တခုလုံးထက်စစ်သားတွေပိုးပြီးဆုံရှုံခဲ့ပါတယ်။ဒေတာတခုထဲမှာရုရှားစစ်သားတသိန်းခွဲကျော်ဆုံရှုံခဲ့ရပါတယ်။ Proof Call ကလက်ရှိတိုက်ပွဲဟာရုရှားယူကရိန်းစစ်ပွဲတခုလုံးရဲ့အဖြေကိုနားလည်ဖို့အဓိကကျတဲ့တိုက်ပွဲတခုဖြစ်ပါတယ်။ဒီစစ်ပွဲတခုလုံးရဲ့ရလဒ်ကိုဒီဒေတာရဲ့လွင်ပြင်ပေါ်မှာဆုံးဖြတ်နိုင်ပါတယ်။ Proof Call စစ်တိုက်ပွဲကိုနက်နက်နဲနဲလေ့လာကြည့်အောင်။တခါက Crossroads Nine Miles လို့ခေါ်ခဲ့ပူပါတယ်။ဒါကယူကရိန်းရဲ့အရှေ့ပိုင်း Donetsk ဒေတာမှာရှိတဲ့မြို့တစ်မြို့နဲ့အုပ်ချုပ်ရေးဗဟိုပါ။ ဒါကမြေပုံပေါ်ကအမှတ်တစ်ခုထပ်ပို့ပါတယ်။ရုရှားနဲ့ယူကရိန်းတို့အပြင်းထန်ထိန်းချုပ်ဖို့ကြိုးစားနေတဲ့အရေးကြီးတဲ့ထောက်ပံ့ရေးနဲ့စီးပွားရေးဗဟုပါ။တမိုင်းရပရူကော့ဖ်ရဲ့စီးပွားရေးဟာတံပိနီထုတ်လုပ်ရေးအတွက်အရေးကြီးတဲ့ကိုကင်းကြောင်ပြီးသွေးတွေကြောင့်အားကောင်းခဲ့ပါတယ်။ဒါကမြို့ကိုယူကရိန်းရဲ့စစ်မှုလုပ်ငန်းမြင်ကွင်းအတွက်မရှိမဖြစ်လိုအပ်စေပါတယ်။အထူးသဖြင့်သူတို့ရဲ့တံပိနီလုပ်ငန်းအတွက်ပါ။ဒါကအဓိကစီးပွားရေးမောင်းနှင်အားဖြစ်ပါတယ်။ Proof ကိုထိန်းချုပ်မှုဆုံးရှုံးသွားရင် ်ယူကရိန်းရဲ့တံတမလီထုတ်လုပ်မှုကိုတိတိတတ်တာထိခိုက်စေပြီးနိုင်ငံရဲ့စီးပွားရေးနဲ့စစ်ရေးစွမ်းဆောင်ရည်ကိုပုံမအားနေစေပါတယ်။ရုရှားတွေအတွက်တော့အရေးကြီးတဲ့တယံသာတာတွေကိုထိန်းချုပ်နိုင်ရင်ယူကရိန်းရဲ့စီးပွားရေးလမ်းကြောင်းရဲ့အရေးပါတဲ့အပိုင်းကိုထိန်းချုပ်နိုင်ပြီးယူကရိန်းရဲ့စီးပွားရေးတည်ငြိမ်မှုကိုကြီးမားတဲ့ဒဏ်ဖြစ်စေပါတယ်။ပထဝီနေထားရဆိုရင်လေ proof core ရဲ့ဒီနေရာကဒေတာရဲ့ထောက်ပံ့ရေးကွန်ရက်မှာအရေးပါတဲ့အချက်ချာအချက်ချာနေရာဖြစ်စေပါတယ်။ဒါကအဓိကလမ်းတွေနဲ့ယထာလမ်းတွေကြားမှာတည်ရှိပြီး စည်ရေးထောက်ပံ့မှုတွေနဲ့အင်အားဖြည့်တက်တွေရွေ့ရှားရမှာအထောက်အကူပြုပါတယ်။ဒီထောက်ပံ့ရေးအကျိုးကျေးဇူးကြောင့်လည်းရုရှားနဲ့ယူကရိန်းတို့ကဒီမြို့ကိုထိန်းချုပ်ဖို့ကြိုးစားနေကြတာပါ။အဓိကအားဖြင့်ရုရှားအတွက် proof code ကိုတိမ့်ပိုင်နိုင်ရင်ယူကရိန်းရဲ့စည်ရေးထောက်ပံ့မှုလမ်းကြောင်းတွေကိုနှောက်ယှက်နိုင်ပြီး Donetsk ဒေသမှာမဟာဗျူဟာကျတဲ့ခြေကုပ်တစ်ခုရနိုင်ပါတယ်။ဒါကသူတို့ရဲ့ယူကရိန်းရှေ့ပိုင်းကိုထိန်းချုပ်ဖို့ပိုကြီးတဲ့ရည်မှန်းချက်ရဲ့အစိတ်ပိုင်းတစ်ခုပါ။ယူကရိန်းတက်တော့ proof code ကိုထိန်းချုပ်နိုင်ဖို့ကသူတို့တပ်တွေစီထောက်ပံ့မှုတွေဆက်လက်ရောက်ရှိဖို့အရေးကြီးပါတယ်။ proof code တွေမကပဲ data တွေကတခြားစစ်မြေပြင်မြို့တွေအတွက်ပါထောက်ပံ့ရေးကစစ်ပွဲတစ်ခုကိုအောင်မြင်အောင်ဒါမှမဟုတ်ရှုံးနေအောင်လုပ်နိုင်ပါတယ်ယူကရိန်းကနောက်ဆုံးချက်ကိုကာကွယ်ဖို့ကြိုးစားနေပါတယ် proof code ကနှစ်ဖက်စလုံးကလက်လွတ်ချင်မှာမဟုတ်တဲ့ဆုလက်တစ်ခုဖြစ်နေတာကြောင့် proof code တိုက်ပွဲဟာပြီးခဲ့တဲ့နှစ်ကစတင်ခဲ့တဲ့တိုက်ပွဲတစ်ခုဖြစ်ပြီးဒီနှစ်မှာပုံမှုပြင်းထန်လာပါတယ်ဒီတိုက်ပွဲဟာအဓိကတိုက်ပွဲတွေနဲ့စတင်ခဲ့ပြီးစစ်ပွဲတစ်ခုလုံးရဲ့ရည်စီးကြောင်းကိုပြောင်းလဲစေခဲ့ပါတယ် active vector ကိုကာကွယ်တဲ့တိုက်ပွဲကဒီတိုက်ပွဲတွေတည်းကတစ်ခုဖြစ်ပြီး ယူကရိန်းတပ်တွေရဲ့ခိုင်မာမှုနဲ့စိတ်သက်ကိုတက်သေးပြနေပါတယ်။ဒီတိုက်ပွဲကပြီးခဲ့တဲ့နှစ်အော်တိုဘာလမှာစတင်ခဲ့ပြီးဒီနှစ်ဖေဖော်ဝါရီလအထိကြာမြင့်ခဲ့ပါတယ်။ဒါကရုရှားယူကရိန်းစစ်ပွဲမှာအပြင်းထန်ဆုံးနဲ့အသေးပြောက်အများဆုံးတိုက်ပွဲတွေကတစ်ခုဖြစ်ပါတယ်။ရုရှားတပ်တွေက FDK ကိုတင်ပိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါကယူကရိန်းရဲ့ Donetsk Oblast မှာရှိတဲ့မြို့တစ်မြို့ဖြစ်ပြီး proof call လို့မဟာပြူဟာကြတဲ့နေရာတွေစီသွားဖို့တကားပေါက်တစ်ခုဖြစ်ပါတယ်။ဒါကိုအောင်မြင်ဖို့ရုရှားတပ်တွေကပြစ်ခတ်မှုတွေ၊လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ရေပြင်တိုက်ခိုက်မှုတွေကိုအသုံးပြုပြီးယူကရိန်းကာကွယ်ရေးတွေကိုဖြိုခွင်းမှုကြိုးစားခဲ့ပါတယ်။ကနအူးတိုက်ခိုက်မှုကအရန်ပြင်းထန်ခဲ့ပြီးရုရှားတပ်တွေကမြို့ရဲ့စင်ချိန်ပုံးတွေမှာတိတာထင်ရှားတဲ့အောင်မြင်မှုတွေရခဲ့ပါတယ်။တင့်ကားတွေနဲ့တန်ကြပ်ကားချင်းတွေလိုအဆင့်မြင့်လက်နက်တွေကိုအသုံးပြုတာကြောင့်ရုရှားတပ်တွေကတိုက်ပွဲရဲ့အစောပိုင်းအဆင့်တွေမှာတိတာတဲ့အကျိုးကျေးဇူးတွေရခဲ့ပါတယ်။ဒါပေမဲ့ယူကရိန်းတပ်တွေကအက်ဖရိကာရဲ့မဟာပြူဟာကျတဲ့အရေးပါမှုကိုသိထားတာကြောင့်ကြာရှည်ပြီးပင်ပန်းစရာကောင်းတဲ့ကာဝယ်ရေးအတွက်အသင့်ပြင်ထားပါတယ်။ သူတို့ကမြို့ပတ်လယ်မှာကာကွယ်ရေးလိုင်းတွေချထားပြီးအထက်နေရာတွေကိုအင်အားဖြည့်ကရိုးရာနဲ့တပုံစစ်ပွဲနီးပြူဟာတွေကိုပေါင်းဆက်အသုံးပြုခဲ့ပါတယ်။ယူကရိန်းတပ်သားတွေကအက်ဖတီကာရဲ့မြို့ပြပတ်ဝန်းကျင်ကိုအသုံးချပြီးအဆောက်အဦတွေလမ်းတွေနဲ့လမ်းကြားတွေကိုအင်အားဖြည့်နေရာတွေအဖြစ်ပြောင်းလဲခဲ့ပါတယ်။မိုးပြော်တိုက်တွေပေါ်မှာစနိုက်ပါတွေတပ်ဆင်ထားပြီးအထက်အဆောက်အဦတွေကိုအင်အားဖြည့်ကခိုင်မာတဲ့ကာကွယ်ရေးလိုင်းတွေဖန်တီးခဲ့ပါတယ်။ဒီမြို့ပြစစ်ပွဲနီးပြူဟာကယူကရိန်းတပ်တွေကိုရုရှားတိုက်ခိုက်မှုကိုထိထိရောက်ရောက်ခုခံနိုင်သေးပြီး တိုက်ခိုက်နေတဲ့တပ်တွေကိုကြီးမားတဲ့ဆုံးရှုံးမှုတွေဖြစ်စေခဲ့ပါတယ်။ယူကရိန်းကာဝေးရဲ့အဓိကအချက်တစ်ခုကပြစ်ခတ်မှုနဲ့လေကြောင်းထောက်ပံ့မှုကိုထိရောက်စွာအသုံးပြုတာပါ။ပြစ်ခတ်မှုတွေကိုမြေပြင်လှုပ်ရှားမှုတွေနဲ့ညှိနှိုင်းပြီးယူကရိန်းတပ်တွေကရုရှားတိုက်ခိုက်မှုတွေကိုနှောက်ယှက်ပြီးသူတို့ရဲ့စစ်ချိန်တွေကိုခုခံနိုင်ခဲ့ပါတယ်။ဒရုန်းတွေကိုစောင့်ကြည့်ရင်းနဲ့ပစ်မှတ်ထားဖို့အသုံးပြုတာကဒီပြစ်ခတ်မှုတွေရဲ့တိကျမှုနဲ့ထိရောက်မှုကိုမြင့်တင်ပေးခဲ့ပါတယ်။ရသောသောအခြေအနေတွေမှာယူကရိန်းရဲ့ပြစ်ခတ်မှုတွေဟာရုရှားတပ်တွေရဲ့နေရာတွေကိုအောင်မြင်စွာဖျက်ဆီးနိုင်ခဲ့ပြီးတော့ သူတို့ကိုအဓိကနေရာတွေမှာခြေကုပ်ရဖို့မတတ်နိုင်အောင်တားဆီးနိုင်ခဲ့ပါတယ်။ယူကရိန်းတပ်တွေရဲ့ခိုင်မာမှုကိုဒေသခံပြည်သူတွေရဲ့ထောက်ပံ့မှုကပိုမိုအားဖြည့်ပေးခဲ့ပါတယ်။ဒေသခံပြည်သူတွေဟာ FDK ကိုကာဝယ်ရေးမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။ဒေသခံတွေကတန်ဖိုးရှိတဲ့ထောက်လှမ်းရေးချက်လက်တွေကို ပေးခဲ့ပြီးကာဝယ်ရေးနေရာတွေကိုအင်အားဖြည့်တည်ဆောက်ဖို့နဲ့ယူကရိန်းစစ်တပ်ရဲ့ထောက်ပံ့ရေးလုပ်ငန်းတွေကိုကူညီခဲ့ပါတယ်။စစ်တပ်နဲ့ပြည်သူတွေကြားဒီပူးပေါင်းဆောင်ရွက်မှုက ာကွယ်ရေးကိုပုံမအားကောင်းစေသူတမကကာကွယ်သူတွေရဲ့စိတ်ဓာတ်ကိုလည်းမြင့်တင်ပေးခဲ့ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ